ကင်ဆာရောဂါတွေကဒီမြန်မာနိုင်ငံမှာရောတစ်ကမ္ဘာလုံးမှာပါအဖြစ်လဲများတယ်။ဖြစ်လာရင်လည်းကြောက်စရာကောင်းတယ်။ဖြစ်မှာရောလည်းကြောက်ကြရပါတော့။ဒါပေမဲ့ဒီကင်ဆာရောဂါတွေကိုဆော့ဆော့ရှာတွေ့မယ်ဆိုရင်ဆော့ဆော့ကုသလို့ရတယ်လို့အစတွေကမဖြစ်အောင်ကာကွယ်လို့ရတဲ့နည်းလမ်းတွေလည်းရှိပါတယ်။ဒီတော့ဒီကင်ဆာတွေကိုအဖြစ်များစေနိုင်တဲ့အရာတွေနဲ့ကာကွယ်လို့ရမယ့်နည်းလမ်းတွေကိုသိထားသင့်ပါတယ်။ ဒါကြောင့်ဆီယမားတို့မြန်မာနိုင်ငံမှာအဖြစ်အများဆုံးကင်ဆာရောဂါ6ခုကဘာတွေလဲဘလို့အရာတွေကဒီကင်ဆာတွေကိုပိုဖြစ်စေနိုင်လဲမဖြစ်အောင်ကာကွယ်လို့ရမယ့်နည်းလမ်းတွေကဘာတွေရှိနိုင်လဲဆိုတာကိုအခုဗီဒီယိုလေးမှာပြပြပေးသွားပါမယ်ရှင်။အဗီဒီယိုလေးတွေအမြဲတမ်းတင်ပေးနေတဲ့အထူးရောဂါကိုဆီယဝင်ထောက်တာမှာပို့ပါ။ဥဒေသနာတွေအရမြန်မာနိုင်ငံမှာအဖြစ်အများဆုံးကင်ဆာရောဂါ6ခုမှာနမတိကင်ဆာကတော့အဆုတ်ကင်ဆာပါ။မျိုးသားတွေမှာအဖြစ်အများဆုံးနမတိကင်ဆာဖြစ်တဲ့အဆုတ်ကင်ဆာရောဂါကိုဖြစ်နိုင်ခြေများစေတဲ့အရာတွေက၎ ံပါတ်၁ဆလိတ်တောက်တာစီကရက်ဆီရွက်ကြီးဆေးပေါ်လေးတွေတောက်တာပါနံပါတ်၂ကတော့ကိုရိုင်းအောင်ဆလိတ်မတောက်ပေမဲ့သူများစီကဆလိတ်ငွေတွေအမြဲရှုံမိနေတာနံပါတ်၃လေလူညဉ့်ညမ်းတာနံပါတ်၄ occupational hazards လို့ခေါ်တဲ့အလုံးမှာပေါ့နော် asbestos တို့ဒီဆေးမိခိုးမှုံငွေတွေရှုနေရတာတွေပဲဖြစ်ပါတယ် အဆုတ်ကန်စာကအမျိုးသမီးတွေမှာလည်းအဖြစ်များတဲ့အခြေပါပါတယ်။ဒီတော့အဆုတ်ကန်စာမဖြစ်အောင်ကာဝယ်ဖို့ဆိုရင်ဆက်လိတ်မတောက်ပါနဲ့ဆက်လိတ်ဖြတ်ပါ။သူများစီကဆက်လိတ်ငွေတွေမရှုံမိအောင်နေပါ။အိမ်မှာလေဝင်လေထွက်ကောင်းအောင်ထားတာမိခိုးငွေတွေမရှုံမိအောင်တတိထားတာမျိုးလုပ်ပါ။ အလုံးမှာဖုံမို့အငွေ့ပေါင်းဆောင်ရှိရတယ်ဆိုရင်အကာအကွယ်ဝတ်ပါဆလိတ်ဆွဲတောက်ဖူရဲသူဆိုရင်တော့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ရပါမယ်နော်အဖြစ်များဆုံးနံပါတ်1ကင်ဆာကတော့ရင်သားကင်ဆာဖြစ်ပါတယ်အမျိုးသမီးတွေမှာအဖြစ်များဆုံးဖြစ်တဲ့ဒီရင်သားကင်ဆာကိုဘယ်အရာတွေကဖြစ်နိုင်ချေများစေလဲဆိုရင်နံပါတ်1မိသားစုမျိုးရိုးမှာရင်သားကင်ဆာမျိုးရိုးရှိတာနံပါတ်2 ဟော်မုန်းမညီမျှတာရာသီလာရာဆောတာသွေးဆုံးချိန်နောက်ကြတာခလီနိုမတိုက်တာစသဖြင့်ပေါ့နော်မှတ်၃အဝလွန်တာနံပါတ်၄အရက်တောက်တာနံပါတ်၅ကိုလက်လှူရှာမှုမရှိတာစရတွေပဲဖြစ်ပါတယ်ဒီတော့ရင်သားကျန်စာမဖြစ်အောင်ဆိုရင်လာစဉ်ရင်သားကို self examination ပေါ့နော် ပုံမှန်မှန်သာရှိမရှိကိုယ်တိုင်စမ်းသပ်တာကိုယ်လေးချိန်ထိန်တာ ဒေးချိန်ကံပုံမှန်လို့တာကလေးမွေးရင်မိခင်တို့တိုက်တာအသက်40ကျော်လာတဲ့အခါမှာပုံမှန်ရင်သားစစ်ဆေးမှုနဲ့မမ်မိုဂရမ်ရိုက်တာမျိုးလုပ်တင်ပါတယ်ဖြစ်များဆုံးကင်ဆာနံပါတ်3ကတော့အသေးကင်ဆာပါအသေးကင်ဆာကိုဖြစ်နိုင်ခြေများရှိတဲ့အရာတွေကနံပါတ်1ဗီဘိုးစီဘိုးရှိပြီးတော့နာသာရှည်အသေးရောင်တာနံပါတ်2အသေး6တာနံပါတ်3အသေးစီဖုံးတာ နံပါတ်၄ Eflatoxin လို့ခေါ်တဲ့မိုစိတ်တက်တာတွေပါဒီတော့အသေးကန်စာမဖြစ်အောင်ကာကွယ်ဖို့ဆိုရင်ဖိဘိုးကာကွယ်ဆေးထိုးထားပါဆေးထိုးအပ်တက်တူနားဖောက်တဲ့ပစ္စည်းတွေကိုရှဲပြီးတော့မသုံးပါနဲ့တစ်ခါသုံးမဲ့သုံးပါအရက်အလွန်ကြောင့်မတော့ပါနဲ့အစားအစာတွေကိုမှုမတက်အောင်ထားပါနာသာရှည်အသေးအောင်ယောဂါရှိနေရဆိုရင်အသေးကိုပုံမှန်စစ်ဆေးမှုတွေလုပ်ရပါမယ်နော်ဒီကုမြောင်အဖြစ်များဆုံးကင်ဆာကတော့အစာရင်ကင်ဆာပဲဖြစ်ပါတယ်။ဒီအစာရင်ကင်ဆာကို ဖြစ်နိုင်ခြေများစေတဲ့အရာတွေကနံပါတ်1 H pylori တွေ infection အစာရင်ဘိုးဝင်တာနံပါတ်2အငငယ်များတဲ့အစာအစာတွေမိခိုးမွေးတိုက်ပြီးတော့กินထားတဲ့အသားတာရှိကန်အစာတောက်တွေအစာများတာနံပါတ်3ဆလိတ်အရက်တောက်တာနံပါတ်4အစာရင်ကင်ဆာမျိုးရိုးရှိရာတွေပဲဖြစ်ပါတယ်ဆိုတော့အစာရင်ကင်ဆာမဖြစ်အောင်ကာကွယ်ဖို့အတွက်ဆိုရင်လက်ဆက်တဲ့အသေးအနှံဟင်းသီးဟင်းရွက်တွေမများစားပါအစာရင်ပိုးရှိနေပျောက်အောင်ကုသမှုခံယူပါ ဆက်လိပ်ဖြတ်ပါအရက်အလွန်ကြုံတောက်တာမျိုးရှောင်ရပါမယ်နော်နာကုမြောက်အဖြစ်များဆုံးကန်ဆာကတော့အမျိုးသမီးတွေမှာအဖြစ်များတဲ့တည်ငောင်းကန်ဆာပါတည်ငောင်းကန်ဆာကိုဖြစ်နိုင်ရည်များစေတဲ့အရာတွေကနံပါတ်၁လိင်ရတဆင့်ကူးစက်တဲ့ HPV virus ပိုဝင်တာနံပါတ်၂အသက်ငယ်ရွယ်ချိန်မှာလိင်ဆက်ဆံတာနံပါတ်၃အတူနေတဲ့ပါတနာများတာနံပါတ်၄ဆက်လိတ်တောက်တာနံပါတ်၅ကိုခံအားကျဆင်တာတွေပဲဖြစ်ပါတယ်ဆိုတော့တည်ငောင်းကန်ဆာမဖြစ်အောင်ကာကွယ်နိုင်ဖို့အတွက် HPV vaccine တည်ငောင်းကန်ဆာကာကွယ်ဆေး ထိုးပါအတူနေရင်အကာအကွယ်သုံးပါစလိမ်မတော့ပါနဲ့တင်ငေါအချွေးမြစ်စစ်စီတာကိုအချိန်မှန်စစ်စီပါနံပါတ်6အဖြစ်အများဆုံးကန်ဆာကတော့ဥမာကြီးကန်ဆာပဲဖြစ်ပါတယ်ဒီဥမာကြီးကန်ဆာကိုဖြစ်နိုင်ခြေများတဲ့သူတွေကတော့အသက်50ကျော်အဝါလွန်တဲ့သူကိုလက်လှုပ်ရှားမှုမရှိတဲ့သူအရက်စလိမ်တောက်တောင်းတဲ့သူဥမာကြီးကန်ဆာနဲ့ကင်ဆာယောဂမိသားစုမျိုးရိုးရှိတဲ့သူနာတာရှိဥယောင်ယောဂရှိတဲ့သူတာရှိကန်အစားအစာတွေစားတာများတဲ့သူအတိရွတ်အစားနည်းတဲ့သူတွေမှာပို့ပြီးတော့ဖြစ်နိုင် ခြေများပါတယ်။ဒါကြောင့်ဥမာကြီးကန်စာမဖြစ်အောင်ကာကွယ်နိုင်မှုအတွက်အမြင်ချက်ပါတာများများစားပါ။ဟင်းသီးဟင်းရွက်အသီးနှံများများစားပါ။ရှင်များများတောက်ပါ၊လေးချိန်ငံပုံမှန်လုပ်ပါ။ဆက်လက်အရက်အလွန်ကြုံတောက်တာမျိုးရှောင်ရပါမယ်နော်။ဒီလောက်ဆိုရင်တော့ဘေကင်စာယောဂတွေကအဖြစ်များလဲမဖြစ်အောင်ဘယ်အရာတွေကိုတတိထားရမလဲဆိုတာတွေကိုဘုဟုသတရသွားပြီလို့ထင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာလည်းဒီကင်စာတစ်ခုချင်းစီရဲ့ယောဂလက္ခဏာတွေ၊ဆောင်ရွက်ရှောင်ရွက်တွေကိုအသေးစိတ်ထပ်ပြီးတော့ပြပြသွားမှာမို့လို့ဗီဒီယိုတွေဆက်ပြီးတော့ကြည့်လို့ရအောင်ဆရာ မကို follow and subscribe လုပ်ပေးထားအောင်နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့အကျိုးရှိရဆိုရင်တခြားသူတွေလည်းဗဟုသုတရသွားအောင်လို့ share သွားပေးဖို့မမေ့နိုင်အောင်နော်နောက်ဗီဒီယိုတွေမှာဆက်မနဲ့ပြန်တွေ့ပါမယ်နော်ကျေးဇူးတင်ပါတယ်ရှင်တတား